ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီ NMA College ရဲ့ဒီ business ပိုင်းဆိုင်ရာနဲ့ IT ပိုင်းဆိုင်ရာဒီမှာ program ဒီမှာ lecturer ဖြစ်နေတာဝန်ယူပို့ချပေးနေတဲ့ဦးမင်းထောင်းမုံဖြစ်ပါတယ်ခင်ဗျာဒီမှာလေးပြောပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ဒီမှာနာမည်ကတော့ဒေါက်တာစိန်လို့ခေါ်ပါတယ်ဒီမှာတော့ဒီ NMA College မှာ general manager ကတူနေတဲ့တာဝန်ခံဆောင်နေပါတယ်ရှင်โอเคပါဒီကနေ့ကတော့ NMA College ရဲ့ပေါ့เนาะဒီ Business ID Program ရဲ့ Now Graduate School ပေါ့လीเนาะဘွယ်လွန်အဲចောင်းဌာနပေါ့လीဒါဟိုဒီဟို Time City Campus လေးကိုဖွင့်နေဖွင့်ပွဲလေးဖြစ်ပါတယ်ခင်ဗျာ ဟုတ်ဒါကတော့နောက်ဆုံးဖွင့်လာတဲ့ campus เนาะညီမလေးပြောပြပါအောင် campus ကနေ campus မှာဆိုလို့ရှိရင်တို့ရောပေါ့နော်အောင်မြင်သာစီ campus ရှိရဲ့ပြီးလို့ရှိရင်အာတကုံးဆန္ဒ2 campus ရှိရဲ့ပြီးလို့ရှိရင် Green Hall campus ပေါ့နော်ဒါကတော့အနော်တို့ဒီနောက်ဆုံးဖွင့်လိုက်တဲ့ Tan City campus လို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ campus တွက်ကတော့အဓိကကတော့ IT ပေါ့နော် business IT နောက် bachelor of science ပေါ့နိ BSc IT program အတွက်ကိုဒါဖွင့်လှစ်ထားပါတယ်နောက်တစ်ခုကတော့ဝဲလွန်သင်တန်းဌာနအနေနဲ့ကျွန်တော်တို့ကတော့ဒီ MBA program ပေါ့လीเนาะ MBA program အတွက်ကိုဒီမှာထားတာထားရှိထားတာဖြစ်ပါတယ်ခင်ဗျာဆိုတော့အဓိကပြောရမ ယ်ဆိုရင်တော့ business ရဲ့ IT program တွေကိုထားထားတဲ့ campus ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟို NMI ရဲ့အဓိကအားသာချက်ကတော့ဟိုကျွန်တော်တို့တင်ကြားရေးဟိုဘောနော်ဒီလိုပြောနိုင်ပါတယ်တင်ကြားရေးပိုင်းဆိုင်ရာမှာလည်းအဓိကတော့ဒီဆရာဆရာမတွေရဲ့ဒါစေတနာရဲ့ဝါဒနာရဲ့ဒီနော်အရင်ခံပြီးတော့ကျွန်တော်တို့ပို့ချပါတယ်နောက်တစ်ခုကတော့အကြောင်းဘက်ကပံ့ပိုးပေးတဲ့ service တွေပေါ့လीနော် service တွေနောက် final year နောက်ဆုံးနှစ်အတွေ့အကြုံလေးကျွန်တော်တို့ဒီ time တို့ နော်မလေးရှားတို့စင်ကာပူတို့အိန္ဒိယတို့နဲ့အာကျွန်တော်ချိတ်ဆက်ပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ business program တွေမှာဆိုလို့ရှိရင်လည်း switch နဲ့ဆွစ်ဇာလန်နိုင်ငံရဲ့အတင်ယိုးတွေနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့အတင်ချပို့ချပေးနေတာအားတာချက်လို့ထင်မိပါတယ်ခင်ဗျာဟုတ်ကဲ့ပါ NME ကတော့လေဆို major ကြီး၃ခုဖွင့်လှစ်ထားရပေါ့နော်အဓိကကတော့စီးပွားရေးစီမံခန့်ခွဲမှု major ရှိမယ်နောက် computer သိပ္ပံ major ရှိတယ်ပြီးတော့ computer science ရှိတယ်နောက်တစ်ခုကတော့အခုဆို civil engineering လည်းရှိတယ်ပေါ့နော်ဆိုတော့အားလုံးသောဘာသာရပ်တွေကတော့ကျွန်တော်ထင်ပါတယ်အသက်မွေးဝမ်းကြောင်းဘာသာရပ်တွေဖြစ်တယ်ကမ္ဘာအာ တက္ကသိုလ်တွေမှာဆိုလဲလူရွေးချယ်မှု1 to 5ထဲမှာပါတဲ့ဘာသာရက်တွေဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အာဒီပေါ့အနာဂတ်ရဲ့ဒီအလုပ်ကံခွင့်လန်းအတွက်ကောနောက်ကိုယ့်ရဲ့အတမူဝန်ကြောင်းတစ်ခုတည်ဆောက်ခြင်းနဲ့ခိုင်မာတဲ့ဒီပညာရက်တစ်ခုကိုရယူခြင်းနဲ့ဆိုရင်တော့ဒီလိုတက္ကသိုလ်တွေကိုရွေးချယ်သင့်တယ်လို့ထင်ပါတယ်အဲ့လိုအကြောင်းသားမျိုးတွေလာရောက် လေးရှိပါတယ်ခင်ဗျာကျွန်တော်တို့ကြောင်းလေဟုတ်သူဘောကြတဲ့အပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒီသူတို့ရဲ့ဒီတေချာရေးအပိုင်းတွေကတော့ဒီသက်ဆိုင်ရာဆက်ဆံမတွေကတော့ဟိုကျွန်တော်ပါဆက်ပေါ့နော်တေချာပေးရပြီးပြီဆိုလို့ရှိရင်ဒီသူတို့ကျောင်းလာတက်တဲ့အချိန်မှာသူရဲ့ student service ပေါ့နော် student service ပေးတဲ့အချိန်မှာလည်းသူအဆင်မပြေမှုတွေရှိရဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့ပေါ့နော် stem မိုင်းလေးပေါ့နော်ဟိုတင်ချာရေးအပိုင်းမပေးပြီး service ပိုင်းမပေးပြီးပတ်သက်ရတဲ့ပြီပေါ့နော်အာသူတို့အဆင်မပြေရရှိရဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့ stem မိုင်းရှိရတဲ့အတွက်ကြောင့်မို့ဒါလေးတွေပေါ့နော်သူဘက်ကနေပြီးတော့စိတ်ချနေမှုတော့ရှိတော့ န်ကြားရပါဘောเนาะလို့ရှိနေသူဒီသက်ဆိုင်ရာဆီယမားတွေဇီယာတို့နောက်မယ်ဆိုင်ရေရှိတယ်ဆိုလို့ရှိရင်အနော်ဒီသက်ဆိုင်ရာဆီယမားတွေထည့်ဆက်ပြီးတော့ဘောเนาะအဲဘယ်နေ့ဘယ်ချိန်မှာဆီယမားတွေကအားပါတယ်အကြောင်းအချိန်ကြီးဓာခဲ့ပါဆိုတော့နောက်ဘက်ကလည်းဟိုစတက်မိုင်ရှိတဲ့အတွက်ကြောင့်မို့သူကအဲ့ဒါလေးတော့အဆင်ပြေကြတယ်ရှင့်ကျွန်တော်တို့ဒီ NMA College အောက်မှာဖွင့်လှစ်ပို့ချလျက်ရှိတဲ့ဒီ major ကြီး၃ခုဖြစ်တဲ့စီးပွားရေးစီမံခန့်ခွဲမှု Bachelor ရေ Master Degree Program ရေနောက်တစ်ခုကတော့ Computer သိပ္ပံဘွဲ့ပေါ့နော် BSc ID ဘွဲ့အတွက်ရေနောက်တစ်ခုကတော့ Civil Engineering ပေါ့လေဒီ major တွေအတွက်ကိုဟလာစိတ်ဝင်စားတယ်နိုင်ငံတကာတက်ကတူတွေနဲ့ချိတ်ဆက်ပြီးတော့ဆက်လက်ဆောင်ရွက်ခြင်းနဲ့ ိုရင်တော့ဖြင့်ကျွန်တော်တို့အကြောင်းမှာတင်ကြားရေးပိုင်းဆိုင်ရာအပြည့်အဝအမှားခံချက်ရှိမယ်နောက်တစ်ခုကတော့ student service ပိုင်းဆိုင်ရာမှာလည်းအချိန်မရွေးပေါ့ခုန General Manager ညီမလေးပြောတော့တယ်လို့ပါပဲเนาะဒီဝန်ထမ်းတွေနဲ့တိုင်ပင်လို့ရတယ်ဆက်ဆက်မတွေနဲ့ consult လုပ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အာရွေးချယ်တဲ့နဲ့လာလာရောက်ဖို့အတွက်လည်းဖိတ်ခေါ်ပါရခင်ဗျာပညာရေးနဲ့ပတ်သက်လို့အချိန်မရွေးဟလာဒီမှာလည်း walk in ဝင်ပြီးတော့တိုင်ပင်ဆွေးနွေးလို့ရတဲ့ centers ကိုခုနှစ်လပြည့်ဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့မိဘတွေနဲ့အကြောင်းသူအကြောင်းသားများကိုလာရောက်ဖို့ဖိတ်ခေါ်ပါရ thank you